7.5မော်တာနဲ့ဖြတ်ဆက်လေးလုပ်မယ်ဆိုရင်ဘယ်လောက်ကုန်လဲဆိုတာလေးကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဒီမော်တာလေးက2.8ဝက်မော်တာပါခင်ဗျာဖြတ်ဆက်တွေဖောက်ဆက်တွေရေမော်တာတွေလုပ်မယ်ဆိုရင် RPM ကောင်းတာလေးကိုရွေးပြီးတော့တုံးရမှာဖြစ်ပါတယ်ခင်ဗျာဒီကောင်က DC တွဲဖို့နဲ့တုံးရတာပါခင်ဗျာအဲ့မှာတချို့ကလာမေးကြတယ် AC နဲ့တုံးညင်ရောဘယ်လိုတုံးရမလဲဆိုရင် AC နဲ့ဆိုရင် AC adapter လိုအပ်ပါတယ်အနည်းဆုံး5 ampere လောက်ရှိမှာ တုံးလို့ရပါမယ်ခင်ဗျာနော် ME ကများတာပြဿနာမရှိဘူးနဲလို့မရပါဘူးခင်ဗျာနော် 2ME ရတွေပိုင်းနဲ့တုံးမယ်ဆိုရင်တော့မရပါဘူးအဒပရာဝှက်သွားမှာဖြစ်ပါတယ်ခင်ဗျာနော်ကုန်ရစိတ်လေးကိုတွက်ပြပါမယ်ခင်ဗျာဖြတ်ဆက်ခုံလေးလုံးမယ်ဆိုရင်4800ရှိပါတယ်ခင်ဗျာနော်အဲ့တော့ဒီမှာကျွန်တော်တစ်ခုချင်းပြပေးမယ်ခင်ဗျာ775 motor 2800ကျက်ဒီလွှော်ဝိုင်းခေါင်းပြောင်းလေးက1400ကျက်ပါခင်ဗျာဒီလိုပုံစံလေးနော်ဒီလွှော်ဝိုင်း ခေါင်းပြောင်းလေးပါဒါရှေ့ကလွှော့ဝိုင်းမပါသေးဘူးခင်ဗျာနော်တုံးရတဲ့လွှော့ဝိုင်းကလေးလက်မလောက်တုံးရင်အဆင်ပြေပါလေလေးလက်မနဲ့၆လက်မကြားတယ်တုံးရင်အဆင်ပြေတယ်ခင်ဗျာနော်ဒီလိုမျိုးဖြတ်ခုံနေလုံးမယ်ဆိုရင်အရေးကြီးဆုံးမဖြစ်မနေတက်ရမယ်ဟာတခုရှိပါတယ်ဖြတ်ခုံလုံးမယ်ဆိုရင်ပေါ့နော်775 motor bracket လေးရှိမှရပါမယ်ခင်ဗျာနော် motor ရဲ့ယုံအောင်ကိုထိန်းနိုင်ဖို့အတွက် bracket ရှိမှရပါမယ်ခင်ဗျာ bracket မရှိဘူးဆိုရင်တော်တော်ကိုအဆင်မပြေပါဘူးနော်ဒီ bracket လေး ကိုထားမဲ့နေရာပေါ့ရသသားပဲဖြစ်ပါဖြစ်ဒီမှာ plus ကုန်လဲလေးလုံးလုံးပိုင်နေအောင်ဆွဲပါလိုအပ်ရင်များများဆွဲပေါ့နော်ဒီကောင်နှစ်ခုလောက်ဆန်တယ်လေးလုံးလုံးဆွဲဆွဲပြီးွားရင်မော်တာကိုတက်ပြီးရင် frame ဆွဲအဲ့ဒါဆိုရင်ကျွန်တော်တို့ဖြတ်ခုံလေးတခုကိုယ်တိုင်လုပ်လို့ရပါပြီခင်ဗျာအားလုံးပေါင်းဒီလိုအစုံလိုက်ဆိုရင်4000ချက်ပါခင်ဗျာအိမ်ရောက်ငွေချေရပါတယ်ပတ်စံလုံးဝကြိုလွဲနေရမလို့ပါဘူးခင်ဗျာမှားမယ်ဆိုနံပါတ်လေးစာ ဖုန်းနံပါတ်လေးအတိအကျပေးဖို့လိုအပ်ပါတယ်။ဟုတ်ကဲ့ဗျ။ဒီကောင်လေးကဘာတွေဖြတ်လို့ရမလဲဆိုရင်တက်သားတွေတန်နေပါဖြတ်လို့ရတယ်နော်။တက်သားဖြတ်မယ်ဆိုရင်တော့တက်သားလွှာဝိုင်းတက်မှရပါဘောနော်။တက်သားဖြတ်တဲ့ဟာကြီးတက်ပြီးတန်သွားဖြတ်လို့တော့မရဘူးခင်ဗျာနော်။တန်ရောတက်သားရောနှစ်ခုလုံးဖြတ်လို့ရပါတယ်။ကိုကတန်ဖြတ်မယ်ဆိုတန်ဖြတ်တဲ့ဟာတက်ရမယ်။တက်သားဖြတ်မယ်ဆိုရင်နော်တက်သားဖြတ်တဲ့လွှာဝိုင်းတက်ရမှာဖြစ်ပါတယ်ခင်ဗျာနော်။ဟုတ်ကဲ့ဗျ။ဒီလိုအစုံလိုက်လေးကို၄000 9000ကျပ်ပါ။အိမ်ရောက်ဝင်ချေရပါတယ်။ စိတ်ဝင်စားလို့ဆက်သွယ်မှာယူခြင်းလည်းဆိုရင်ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်09 0951 0123မှာဆက်သွယ်ပြီးတော့မှာယူလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ